မင်္ဂလာပါခင်ဗျာ Revolut Burma Channel ကနေပြီးတော့ကြိုးစားပါရတယ်။သတင်းတွေကိုမတင်ဆက်ခင်မှာအရေးတကြီးအကူအညီတောင်းကြင်တာလေးကတော့ကျွန်တော်ရဲ့ Channel အသစ်ကလေးကို Like and Subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။အမြဲတမ်းတင်ဆက်ပေးနေကြ Revolut Burma Channel က Warning ထိထားပြီးတော့ Channel ကနေနေတဲ့အတွက်ကြောင့်အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်အခုပြသထားတဲ့ Revolut Burma News Channel ဆိုတဲ့ Channel အသစ်ကလေးကို Subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျာ။နာမည်ကတော့မပြောင်းပါဘူး။အနောက်က News Channel ဆိုတဲ့စလုံးလေးပဲပို့သွားတာပါ။ ရှာမတွေ့မှာမပူပါနဲ့အောက်က description မှာ channel အသစ်ကလေးရဲ့ link လေးကိုထည့်ပေးထားပါတယ်ခင်ဗျ subscribe လုပ်ပေးထားကြတဲ့လူကြီးမင်းများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ Revolut Burma channel ကနေပြီးတော့ match လ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ်စကန်းသိတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြကြီးနားဗမော်လမ်းမမှာရှိတဲ့စစ်ကောင်စီရဲ့တိုင်ရင်ဌာနချုပ်နှစ်ခုကိုမက်လ21ရက်နေ့မှာ KIA ကသိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်နွန်မလန်ကျေးရွာအခြေစိုက်ခမာယ438တိုင်ရင်ကို KIA ကမက်လ21ရက်နေ့ညနေ9နာရီမှာသိမ်းပိုက်နိုင်ခဲ့ပြီးတော့နွန်မလန်အခြေစိုက်အမှတ်616ဒုံးတက်ရင်ဌာနချုပ်ကိုလည်းမက်လ21ရက်နေ့ည9နာရီမှာသိမ်းပိုက်ပြီးစီးခဲ့ပြီလို့ဘုံမူကြီးနော်ဘူးကအတည်ပြုပြောကြားထားပါတယ်မြကြီးနားဗမော်ကားလမ်းပေါ်က နော်မလက်အခြေအနေကတော့ခလိုက်ရ438ကိုလည်းအကုန်လုံးတင်ပိုက်လို့ရပြီအဲ့ဒီခလိုက်ရ438နဲ့အတူကက်ရက်ရှိတဲ့616 rocket တက်ကိုလည်းအကုန်လုံးတင်ပိုက်လို့ရပါပြီလို့ဗိုလ်မှူးကြီးနော်ဘူးကမက်လာ22ရက်နေ့ညပိုင်းမှာဖြေကြားထားပါတယ် KIA ကပြီးခဲ့တဲ့နေ့တွေကလည်းဝိုင်းမော်မြို့နယ်နားဖော့တောင်ဒေသမှာရှိတဲ့စေကောင်စီတပ်စခန်းတွေအားလုံးကိုတင်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်မက်လာ22ရက်နေ့စီရေးအခြေအနေတိုက်ပွဲအခြေအနေတွေကတော့မနက်9:00နာရီဝင်းကျင်ကလေးကနားဖော့တောင်စကမ်းဘက်တွေမှာလဲတိုက်ပွဲကြီးတွေရှိနေပါတယ် စစ်ကောင်စီဘက်ကလေချောင်းနဲ့ပြစ်ကူတာတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒီနားဖော့တောင်စခန်းကိုအပီးစီတိမ့်ပိုက်လို့ရပါပြီနောက်ပြီးတော့နားဖော့တောင်ရဲ့ကြောထောက်နောက်ခံတွေဖြစ်တဲ့ဦးခါရှန်ဆိုတဲ့တပ်စခန်းကိုလည်းကျွန်တော်တို့တိမ့်ပိုက်လိုက်ပါပြီအဲ့ဒီတော့နားဖော့ပတ်ဝန်းကျင်ကသူတို့ရဲ့ကာကင်းတွေစခန်းငယ်လေးတွေအကုန်လုံးကိုတိမ့်ပိုက်လို့ရပြီပေါ့အခုတော့နားဖော့ဘက်ကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်ပြီးတော့ပြစ်ခတ်ရှင်းလင်းနေတဲ့အနေအထားဖြစ်ပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောဆိုထားပါတယ် KIA ကပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာစစ်ကောင်စီရဲ့တပ်စခန်းအများအပြားကိုစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာနှစ်ပတ်ကျော်အတွင်းမှာလိုင်ဇာမြို့အနီးဝိုင်းမော်မြို့နယ်မုံမောင်မြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများစွာကိုသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။မက်လ9ရက်နေ့ကနေစခဲ့တဲ့ကျွန်တော်တို့ရဲ့စစ်ဆင်ရေးကဒီနေ့အထိဆိုရင်စခန်းပေါင်း30ကျော်သိမ်းပိုက်ပြီးပါပြီ။စစ်ကောင်စီရဲ့အရေးကြီးတဲ့ဗျူဟာကျတဲ့တပ်စခန်းပေါင်း10ခုကျော်ကိုသိမ်းပိုက်လို့ရပြီ။သူတို့ရဲ့ကာကင်းနေလုံခြုံရေးတပ်တွေအားလုံးပေါင်းရင်တော့စခန်းပေါင်း30ကျော်ရှိပါပြီလို့ဘုံမူကြီးနော်ဘူးကပြောဆိုထားပါဗျ။ ်အခုလိုမျိုးထိုးစစ်အရှိန်မမြင့်တင်မီကလည်းမန်စီမြို့နယ်ဖားကန်မြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတင်ပိုက်ခဲ့တယ်လို့သိရပါတယ်အခုရပိုင်းအတွင်းမှာဆွန်ဘရာဘွန်ဘူဟာစခန်းနဲ့မြကြီးနားမြို့နယ်စင်ပေါ်မြို့အနီးခလာရ1တက်တရင်ဌာနချုပ်တို့ကိုတိုက်ခိုက်တင်ပိုက်နိုင်ရေးအတွက် KIA ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာစစ်ကောင်စီကထုံးစံအတိုင်းလေကြောင်းပစ်ကူပေးပြီးတော့ခုခံလျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စေကောင်စီရဲ့မဲတယောထစခန်းနဲ့ရေတယောက်စခန်းသိမ်းတိုက်ပွဲတွေမှာ Cloud Wings Drone တပ်ဖွဲ့ကဘုံအလုံးကြီးများစွာနဲ့ကျဲချပြီးတော့ပအဝင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာ drone တွေနဲ့87မမ60မမဘုံသီးအလုံးပေါင်းများစွာကိုအချိန်ပေါင်းများစွာပြန်တမ်းပြီးတော့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။ KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက စူပေါင်းပြီးတော့တိုက်ခိုက်မှုတွေကြောင့်မက်စလာ16ရက်နေ့ကမဲတယောထစခန်းကစစ်ကောင်းစီတပ်သားအင်အား90ခန်းဟာထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးသွားခဲ့တယ်လို့ Cloud Wings Drone တပ်ဖွဲ့ရဲ့တာဝန်ခံကိုငင်းကပြောပြလာပါတယ်။အလားတူပဲထိုင်းမြန်မာနယ်စပ်ရေတယောက်စခန်းကိုလည်းမက်စလာ15ရက်နေ့ကတည်းက Cloud Wings Drone တပ်ဖွဲ့ကနေစဉ်ရက်ဆက် Drone နေနဲ့ဘုံးသီးတွေကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုး Drone နေနဲ့အဆက်မပြတ်ကျဲချတိုက်ခိုက်ခြင်းတွေပြုလုပ်ခဲ့တဲ့အတွက်ကြောင့်မြေပြင်ခြေမုံရေးတပ်များမတိုက်ခိုက်မီ မက်လာ22ရက်နေ့မှာရေးတယောက်စခန်းကစစ်ကောင်စီတပ်သားအများပြားဟာထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးသွားခဲ့တယ်လို့ကိုငင်းကရှင်းပြလာပါတယ်အခုလိုမျိုးစစ်ကောင်စီတပ်တွေဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားခြင်းကြောင့်ရေးတယောက်စခန်းကို KNL ဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးတွေအတွင်းမှာလက်နက်ခဲယမ်းများစွာကိုတိမ့်စီရရှိခဲ့တော့လေ Cloud Wings Drone နဲ့စီလဲပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ Cloud Wings Drone တပ်ဖွဲ့အနေနဲ့တခြားစစ်စင်ရေးတွေကိုဆက်လက်ပြီးတော့တိုက်ပွဲဝင်နေဆဲဖြစ်ပြီးတော့စစ်စင်ရေးပြီးဆုံးချိန်မှာအသေးစိတ်အချက်အလက်တွေကိုထုတ်ပြန်သွားမယ်လို့ Cloud Wings Drone တပ်ဖွဲ့ရဲ့တာဝန်ခံကိုငင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်။တရင်ကတော့မန္တလေးတိုင်းမတရားမျိုးနဲ့ PDF ရဲဘော်တအုပ်နဲ့ပြည်သူတအုပ်ကိုတပ်ဖြတ်ပြီးတော့နေအိမ်၁၄လုံးကိုမီးရှို့ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီတပ်တွေဟာမက်စလာ20ရက်နေ့ကမဒီယာမြို့နယ်ကြောက်တရာကြေးရွာကနေပြီးတော့ညောင်ပင်သာကြေးရွာဘက်ကိုစစ်အင်အား60ဦးကနေစစ်ကြောင်းထိုးလာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာစစ်တပ်ကတော်လန်ရဲ့တပ်ဖွဲ့ဝင်တအုပ်နဲ့တာမန်အရသာပြည်သူတအုပ်ကိုဖမ်းဆီးပြီးတော့ရရဆက်ဆက်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ရှားစေးချက်ကြီးကြေးရွာတောတိုက်ဘက်မှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်14လုံးနဲ့စိုက်ကဲတစ်စီးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ကောင်စီကပြည်သူနဲ့ရဲဘော်တွေကိုတပ်ဖြတ်ပြီးတဲ့နောက်မှာညောင်မင်းသားကြေးရွာမြောက်ဘက်ကိုစစ်ကားနဲ့ ထပ်မံပြီးတော့စစ်ကြောင်းထိုးလာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကားကိုစူးပုတ်တန်းအနီးရောက်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကားဟာလမ်းဘေးကိုထိုးကျသွားပြီးတော့ကားပေါ်မှာပါလာတဲ့စစ်သား5ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မိုင်းဆွဲပြီးတော့ကားကတော့လမ်းဘေးကိုထိုးကျပြီးတော့ပြတ်သွားတယ်။မိုင်းဆွဲခံရတဲ့အချိန်မှာစစ်တပ်ကရန်ပြီးပြစ်ခတ်လို့ပြည်သူတအူးစိုးရိမ်ရတဲ့ဒဏ်ရာရတာတယ်။ကားကလည်းမောင်းလို့မရတာနဲ့စစ်ခွေးတွေကမိရှို့ပြီးထားခဲ့တယ်။စစ်ခွေး9កောင်ကတော့အတိအကျသေတယ်လို့သိရတယ်။ဒဏ်ရာရတဲ့သူတွေလည်းများတယ် ဘလောက်အထိဒဏ်ရာရလဲဆိုတာတော့အတိအကျပြောလို့မရသေးဘူးလို့ကောင်းကင်တော်လိုင်းအင်အားစုကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြလာပါတယ်။၎င်းတိုက်ခိုက်မှုကိုကောင်းကင်တော်လိုင်းအင်အားစုတပ်ဖွဲ့၊နတ်ဆိုးမြေအောက်တော်လိုင်းတပ်ဖွဲ့နဲ့ဇာမနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မင်းပလောင်ကျေးရွာမြောက်ဘက်ပြင်းမင်ရေစခန်းအနီးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုမိုင်း၅လုံးနဲ့ဖောက်ခွဲရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး၁၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ16ရက်နေ့ည9:30မိနစ်အချိန်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တိုက်ခိုက်မှုတွေအတွင်းမှာကာကွယ်ရဲဘော်တွေဘက်ကအထိခိုက်အကြဆုံးမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကတေဆုံသွားတဲ့စစ်သားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုရနေကြေးရွာကိုပြန်လည်တဲဆောင်လာပြီးတော့ရွာငန်ဆေးရုံနဲ့အောင်ပန်းဂရင်ခွနရာစစ်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ရှမ်းတောင်စစ်ဒေသရွာငံပကဖတာဝန်ခံကပြောကြားခဲ့ပါတယ်။ဒါအပြင်မက်စလာ22ရက်နေ့နေ့လယ်7:00နာရီအချိန်မှာရွာငံမြို့နယ်တာစီနယ်ဆက်ညောင်ပင်သာရွာအနီးမှာထပ်မံပြီးတော့အင်အားဖြည့်ပြီးတော့စစ်ကြောင်းထိုးလာတဲ့အင်အား80ခန်းကိုမိုင်းထောင်ဖောက်ခွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကအထိနာပြီးတော့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ် တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာစစ်ကောင်စီရဲ့ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မတ်လ20ရက်နေ့မနက်၄နာရီနဲ့9နာရီခန့်ကစကိုင်းတပ်မ33ကနေလာတဲ့၄စီးထက်မနှဲပါတဲ့စစ်ကောင်စီရင်နှန်းကစစ်ကားတချို့ကိုမုံရွာမန္တလေးလမ်းမိုက်မှာရှိတဲ့ကံဖြားစေရက်နဲ့ထီးဆောင်ချေးရွာကြားမှာ PDF ရဲဘော်တွေကနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနက်၄နာရီမှာဒစီးဆွဲလိုက်တယ်ပြန်ခောက်တယ်နောက်ကပါလာတဲ့၃စီးကရှေ့ဆက်ပြီးတော့တိုးမလာဘူးအစွဲခံလိုက်ရတဲ့ကားကလူတွေဖြန့်လိုက်တယ်ထင်တယ်ခဏနာရီထိုးလောက်မှာအဲ့ဒီ၃စီးအင်အားဖြည့်ပြီးတော့ထတ်ထွက်လာလို့ နောက်တစ်ချိန်မိုင်းထက်ဆွဲခဲ့တယ်လို့ဒေတာရင်းရဲဘော်တို့ကပြောပြလာပါတယ်အဲ့ဒီအချိန်မိုင်းဆွဲနေတဲ့ PDF ရဲဘော်တွေနဲ့စစ်ကောင်စီတိုက်ရဲကင်းဘုံတွေထိတ်တိုက်တွေ့ပြီးတော့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့မိုးညို Revolution Force MNRF ရဲ့အဖွဲ့ခေါင်းဆောင်ကိုမိုးညိုကပြောပြလာပါတယ်မိုင်းမကွဲမှဆိုလို့ကားလမ်းဘေးအထိကိုတက်ပြီးတော့ဆွဲတာဆွဲပြီးပြန်အဆုံမှာကင်းဘုံ15ရောက်လောက်ရှိမယ်ကျွန်တော်တို့ကိုဝိုင်းထားတာကျွန်တော်တို့ကလည်းနောက်မှာကင်းဘုံတွေထားခဲ့တာဆိုတော့စနိုက်ပါသမားကအရင်မြင်လို့ဒကောင်ကိုပြစ်ထက်လိုက်တာကျွန်တော်လည်းတနက်တန်ကြတော့မျက်နှာချင်းဆိုင်တွေ့ကြရင်နဲ့ပြစ်ကြခတ်ကြတာ အဲ့ဒီကောင်တွေ၃ကောင်လဲသွားတယ်ကျွန်တော်တို့လည်းဖောက်ထွက်ပြီးတော့ပြန်ဆုတ်လာခဲ့တယ်လို့ကိုမိုးညိုကပြောပြလာပါတယ်အဲ့ဒီနောက်မှာစစ်ကောင်စီတပ်ကညောင်ပင်ဝင်းနဲ့ထီးဆောင်ကြီးရွာကြားလမ်းပိုင်းမှာအင်အား200ခန့်နဲ့စစ်ကြောင်းထိုးပြီးတော့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ရန်တမ်းပစ်ခတ်မှုတွေကြောင့်မုံရွာမန္တလေးလမ်းပိုင်းအတွင်းကိုသွာလာနေတဲ့ရင်တွေဟာခေတ္တဆောင်းတိုင်းခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်၎င်းစစ်စင်ရေးကိုမုံညို Revolution Force MNRF Pentagram 9000ကျဲ People Revolution Force ကြောက်စဲတို့ ူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တပ်ဆိုင်ရာအုပ်ချုပ်ရေးမှုယုံတွေကစစ်မှုထမ်းဖို့အတွက်မဲနှိုက်ဖို့ဆင့်ခေါ်တဲ့အချိန်မှာစစ်မှုမထမ်းခြင်းနဲ့အမျိုးသားတအုပ်ဟာကိုကိုကိုကြိုးဆွဲချပြီးတော့တတ်တည်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကလောမျိုးရှစ်ရက်ကွာမှာနေထိုင်တဲ့အသက်24နှစ်အရွယ်မောင်ထက်ဝေအောင်ခေါ်လေးလေးဟာမက်လာ16ရက်နေ့ညနေပိုင်းမှာစစ်မှုထမ်းဖို့အတွက်မဲနှိုက်ဖို့ အုတ်ချုပ်ရဲမှုရုံးကအကြောင်းကြားလာပြီးတဲ့အချိန်မှာမိမိကိုမိမိကြိုးဆွဲချတက်တည်ခဲ့တယ်လို့ဒေသခံတဦးကသတင်းပေးဖို့ပြောဆိုလာပါတယ်။သူကဘောက်လို့တယ်မိသားစုကလည်းဆင်းရဲတယ်ညနေကိုအုတ်ချုပ်ရဲမှုရုံးမှာမဲနိုင်ဖို့အကြောင်းကြားလာတော့သူကကြောက်ပြီးတော့ကြိုးဆွဲချပြီးတက်တည်လိုက်တယ်။အခုအုတ်ကြီးကရက်ကွက်ထဲမှာလိုက်ပြောနေတာကစစ်မှုထမ်းဥပဒေကိုကြောက်ပြီးတော့တက်တည်တယ်လို့ပြောရင်ဖမ်းမယ်တဲ့။စီးကြောင်ပြီးတော့တက်တည်တာလို့ပြောခိုင်းတယ်လို့ပြောပါတယ်။ရက်ကွက်ထဲမှာစစ်မှုထမ်းမှုအတွက်လာစေမဲနိုင်ရမှာဖြစ်ပြီးတော့နိုင်ငံသားရောက်နေတဲ့သူတွေထမ်းကိုပါ စစ်မှုထမ်းဖို့အတွက်အတိပေးအကြောင်းကြားစာတွေလိုက်ပို့နေတယ်လို့လည်းသိရပါတယ်။စစ်မှုမထမ်းခင်ဘူးဆိုရင်အုတ်ချုပ်ရေးမှုတွေကိုငွေပေးလို့ရပြီးတော့အုတ်ချုပ်ရေးမှုတွေကလူစားထိုးပေးနေတယ်လို့လည်းသိရပါတယ်။ရန်ကုန်တိုင်းအတွင်းကမြို့နယ်တချို့မှာလည်းစစ်မှုထမ်းဖို့မဲနိုင်ခိုင်းတာတွေကိုစစ်ကောင်စီဘက်ကဇက်တိုက်လှုပ်ဆောင်နေပြီးတော့မဲပေါက်တဲ့သူတွေကိုစစ်တပ်ထဲဝင်ဖို့စရင်သွင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းတွေကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။